်မင်္ဂလာပါရှင်2025ခုနှစ်မေလ9ရက်နေ့ရက်မွန်းတက်12နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျမကတော့မမှုပါရှင်ရုရှားသမ္မတပူတင်ကအဲ့ခန်နဲ့ရင်းပြင်းဒီအောင်ပွဲ280ပြည့်ဂုံပြုတ်ကပွဲနဲ့ညစာစာပွဲမှာမင်းအောင်နိုင်ကို နိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲနောက်တန်းမှာနေရာချထားတယ်လို့သိရပါတယ်သိန်း၄000အကုန်ကြခံကတင်နန်းပေးထားတဲ့ပီယန်နိုပြီးသူစစ်ကွန်မန်ဒိုများ ရွေးပူရွာတိုက်ပွဲမှာတေဆုံးခဲ့ပါတယ်။အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိုင်မူဘုံမူကြီးလင်းနိုင်စိုးနဲ့လက်အောက်ခံတွေကစစ်မှုထမ်းတပ်သားတစ်အရောင်းအဝယ်လှုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများဖြင့်အမှုစဉ်ဖမ်းဆီးငွေချိမ်းချောက်တောင်းမှုတွေကိုလှုပ်ဆောင်နေပါတယ်။ဖားကန်လမ်းပိုင်းကမ္ဘောရွာမှာတိုက်ပွဲပြင်းထန်နေပါတယ်။စစ်ကောင်စီတက်ဆွဲထားတဲ့နေရာတချို့ကို KI ကတင်ပိုက်ထားတယ်လို့ဆိုပါတယ်ရှင်။ နထိုးကြီးမြို့နယ်နဘဲမြင့်ရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲမှုမှာဇေဒီပြိုကျပြီးဖုန်ကြီးကျောင်းတစ်ခုလုံးပျက်စီးကာလူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။အမေရိကန်ကကာဒီနယ်ရောဘတ်ပရက်ဗော့ကိုပုတ်ဟန်မင်းသစ်ဖြစ်ကြေညာလိုက်ပါပြီရှင်။ဒီသတင်းနဲ့အတူဒီကနေ့မွန်တက်၁၂နှစ်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားသမ္မတပူကျင်က အဲ့ခံနဲ့ရင်ပြင်းဒီအောင်ပွဲ180ပြည့်ဂုံပြုကာပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်ကို နိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တံတန်းနဲ့မထိုင်ခိုင်းပဲနောက်တန်းမှာနေရာချတာကြောင့်ရုရှားအစိုးရနဲ့စစ်ကောင်စီကထုတ်ပြန်ထားတဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေအရသိရပါဗျ။မနစ်မေလာရှိရနေ့ညပိုင်းမှာရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတအပါအဝင်နိုင်ငံခေါင်းဆောင်များကိုဂုံပြုညစာစားပွဲနဲ့ကပွဲကိုဖိတ်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီပွဲအတွင်းမှာအကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအခြားနိုင်ငံငယ်များမှခေါင်းဆောင်များနဲ့အတူနောက်တန်းမှာနေရာချထားတာကိုလည်းတွေ့ရပါတယ်။မနေ့ကဂုံပြူညစာဆောက်ပွဲနဲ့ကပွဲကျင်းပရာခမ်းမအတွင်းမှာတရုတ်သမ္မတနဲ့ရုရှားသမ္မတပူတင်တို့ကရှစ်စုံတန်းမှာတန်းနဲ့ထိုင်ခဲကြပြီးနောက်ဘက်ကျတဲ့ထိုင်ကုန်တန်းမှာမင်းအောင်လှိုင်နဲ့အခြားနိုင်ငံငယ်တွေကခေါင်းဆောင်တွေကိုနေရာချထားတာကိုမြင်တွေ့ရပါတယ်။ ယနေ့မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာ1942 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်ခြိတက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်လည်းပါဝင်ခြိတက်မှာဖြစ်ကြောင်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီလက်အောက်ခံ PNO PNA ပြည်သူ့စစ်ကတပ်သိမ်း၄000အကုန်ကြားခံကရုရှားမှာ နေပြအစရာများခေါ်ယူပြီးတင်နန်းပေးထားတဲ့ကွန်မန်ဒိုစစ်သားတွေမေလ9ရက်ရွေးပူတိုက်ပွဲမှာအနည်းဆုံး5ဦးသေဆုံးကြောင်းအင်းလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်ရွေးပူရွာဘက်ကိုမေလ9ရက်ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ပြည်သူ့စစ်ဘက်မှကွန်မန်ဒိုဆိုသူ ငောင်းထက်မနဲ့တေဆုံးကြောင်းအင်းလင်းပြည်သူ့ကာကွယ်ရေးတပ် IPTF တာဝန်ရှိသူတို့ကပြောပါတယ်။တင်းနန်းစင်ပြီးအလုံးအရင်နဲ့ထိုးဖို့ပြင်ဆင်လာတာလေရင် drone လက်နက်ကြီးတွေနဲ့အစမတန်ပစ်ခတ်တယ်။ပြီးရင်တိုးလာလိုက်စုပ်လိုက်ပဲ။တေတာတော့ငါးယောက်ထက်မနေဘူးလို့ယူဆတယ်လို့သူကဆိုပါတယ်။တိုက်ပွဲတွင်ပီယန်နိုကွန်မန်ဒိုပြည်သူ့စစ်များမှပအိုးဘာသာဖြင့်အသေးခံတက်တာလို့ဟစ်ကြွေးကား စစ်ကြောင်းထိုးတက်လာခြင်းဖြစ်ပြီးတက်လာတဲ့သူ အများအပြားသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ PNO ပြည်သူစစ်မှာကွန်မန်ဒိုတွေကိုရုရှားနိုင်ငံမှာသင်တန်းဆရာတွေကိုကျပ်သိမ်းပေါင်း၄000ပေးကခေါ်ယူလေ့ကျင့်ထားတာဖြစ်ပြီးသင်တန်းစင်ပွဲကိုမေလတရက်နေ့မှာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံ PNO PNA ပြည်သူစစ်အနေနဲ့ပအုပ်ဒေသမှာအခွန်လို့ဆိုကစက်ကြီးအများအပြားကိုအတင်းအဓမ္မကောက်ခံနေတဲ့အတွက်ပြည်သူလူထုမှာအခက်အခဲဖြစ်နေရပါရဲ့ရှင်။ ဆက်လက်ပြီးကချင်ပြည်နယ်ဖားကတ်မြို့နယ်ကမ္မော်ကြီးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဆွဲရနေရာတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KI ကသိမ်းပိုက်ခဲ့တယ်လို့တည်င်းအရင်မြစ်တချို့စီကနေသိရပါဗျ။ရခိုင်နေ့တွေကတည်းကတိုက်ပွဲပြင်းထန်နေတဲ့ကမ္မော်ကြီးရွာမှာမေလာရှိရနေ့နနက်ကစပြီးတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကရမန်နေ့မေလာရှိရနေ့ညပိုင်းမှာလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ကမ္မော်ရွာဖုန်ကြီးကျောင်းမှာသူတို့စုနေကြတာ အဲ့ဒါကိုကျွန်တော်တို့သွားပြီးမှထိုးစစ်ဆင်ပြီးနှစ်နာရီကြော်ကြော်လောက်မှဘုံကြီးเจ้าကအကုန်လုံးရှင်းလင်းလိုက်ပြီလို့ကချင်စစ်ရေးတည်ရင်မြစ်ကပြောပါတယ်။ကမော်ရွာမှာရှိတဲ့စုတောင်းတောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ကြောင်းတည်ရတော့လဲတိမ်ပိုက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ကမော်မှာစားခါတွေတော်တော်လေးအထိနာသွားတယ်လို့စစ်ရေးတည်ရင်မြစ်ကပြောပါတယ်။စစ်ကောင်စီတပ်ကလည်းမေလ၈ရက်ည၈:၄၀မိနစ်ကလေကြောင်းတိုက်ခိုက်မှု လေးချိန်ပြုတ်လုတုတ်ပြန်ခဲ့တယ်လို့ပြောပါတယ်။အခြားစီရီတရင်မြေတအူကလည်းကမော်ရွာဖုန်ကြီးကျောင်းနဲ့ဆူတောင်းတောင်းနေရာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီမင်းစေတပ်ပြည်သူစစ်ရွှေမင်းပြည်သူစစ်များအားဂျမန်နေ့ကတိုက်ခိုက်ခဲ့ရာလက်နက်များစွာသိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီပြည်သူစစ်ပူပေါင်းအတွက်တွေထွက်ပြေးသွားတယ်လို့လူမှုကွန်ရက်ကနေတဆင့်အသိပေးထားပါတယ်။ ဒါပြင် KIA ပူပေါင်းတက်ရွဲ့ပမောမြို့သိမ်းစစ်စင်ရေးတိုက်ပွဲဆက်ရှိနေပြီးစစ်ကောင်စီတပ်မိသားစု အချို့အပါအဝင်ပိမိပြည်သူတွေကိုလည်းတိုက်ပွဲဖြစ်ပွားရဆုံးမှာ KIA ပူပေါင်းတက်ဖွဲ့တွေကကဲထုတ်ခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်မူပုံမှုကြီးလင်းနိုင်စိုးဦးဆောင်တဲ့အဖွဲ့ကလူစားထိုးစစ်မှုထမ်းတပ်သားတင်များအယောင်းအဝယ်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုမှဖြစ် အမှုစဉ်ပြီးငွေကြေးချမ်းသာသူတွေကိုဖမ်းဆီးငွေချင်းချောက်တောင်းယူမှုတွေလှောက်ဆောင်လျက်ရှိကြောင်းဖမ်းဆီးငွေညစ်ခံရသူတချို့နဲ့စစ်မှုထမ်းအဖြစ်ဖမ်းဆီးငွေညစ်ခံရသူတွေထံကသိရပါတယ်။2024ခုနှစ် Off Color အတွင်ကလောမြို့စစ်ဦးစီးတက္ကသိုလ်မှာပုံမှုကြီးလင်းနိုင်စိုးကိုမန္တလေးနှမ်းတွင်းအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှုအဖြစ်ပြောင်းရွှေ့ခန့်အပ်ပြီးချိန်ကစတင်က လူစားထိုးစစ်မှုထမ်းတပ်သားများအယောင်အဝယ်ကို တွင်တွင်ကြဲကြဲလှောက်ဆောင်လာကြောင်း မန္တလေးမှာစစ်မှုထမ်းရန်အကြုံးခွင့်နေတဲ့အသက်18နှစ်မှအသက်35နှစ်အတွင်းငွေကြေးချမ်းသာသူများစီးပွားရေးလုပ်ငန်းရှင်များရဲ့သားများစည်ရင်းကိုတူတိုင်မှုပုံမှုကြီးလင်းနိုင်စိုးကစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့များကိုခောက်ယူခိုင်းခဲ့ကြောင်းသိရပါတယ်။အလဲပိုင်းတိုင်းဒုတိုင်မှုပုံမှုကြီးလင်းနိုင်စိုးကငွေကြေးတက်နိုင်သူတွေရဲ့သားတွေကိုစစ်မှုထမ်းစည်ရင်းမှာမပါလိုပါကငွေကြေးပေးရန်တောင်းယူခိုင်းခြင်း လူစားတို့စစ်မှုထမ်းတက်တော့ဝယ်ယူမဲလို့ဆိုကငွေကြေးတောင်းယူအစားထိုးခြင်းတွေကိုလှုပ်ဆောင်နေတာပါအဲ့လိုငွေကြေးချင်းချောက်တောင်းယူမှုတွေကိုဒုတိုင်းမှုဘူမူကြီးလင်းနိုင်ဆိုကဦးဆောင်ကသူလောက်အောက်ခံစစ်အရာရှိတွေက ဆောင်ရွက်လှုပ်ဆောင်ပေးကြောင်းသိရပါတယ်ဦးဆောင်တာကတော့တူတိုင်းမူပေါ့ဒါပေမဲ့သူလောက်ခံအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ပတ်ရေးရလုံခြုံရေးဂျီဝမ်အာကာမောင်နဲ့ရဲမှုတွေနဲ့ပေါင်းပြီးစစ်မှုထံဥပဒေအကြောင်းပြပြီး ငွေညစ်တယ်နောက်ပြီးငွေကြေးချမ်းသာတဲ့သူတွေလုပ်ငန်းရှင်တွေကိုအကြောင်းမရှိအကြောင်းရှာသူတို့ဗစက်ထဲကပုံမှန်တွေထုတ်ပြောဖန်စီပြီးငွေညစ်တောင်းတယ်ငွေရရင်ပြန်လွတ်ပေးတယ်လုပ်ငန်းရှင်တွေဆိုရင်တအုပ်ကိုငွေကျပ်300ရှိခန်းတိတောင်းပါတယ်ငွေပေးပြီးပြန်လွတ်လာလို့ရှိရင်ဒါတွေကိုမတိုင်ဖို့ချိန်ချောက်တယ်ဒီအချိန်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီးရှင်းလိုက်လို့ရတယ်လို့ချိန်ချောက်တယ်လို့တည်င်းအရင်မြစ်ကပြောပါတယ်ရှင် ဆက်လက်ပြီးမန္တလေးတိုင်းနထိုးကြီးမြို့နယ်နဖဲမြစ်ကျေးရွာမှာဘုံကြီးကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျမန်နေ့ညပိုင်းမှာဘုံကျဲချခဲ့ရာဇေဒီပြိုကျပြီးဘုံကြီးကျောင်းတစ်ခုလုံးပျက်စီးသွားကလူထိခိုက်မှုမရှိကြောင်းဒေသပြည်သူတွေကပြောပါတယ်ဂျမန်နေ့မေလ၈ရက်နေ့ည၁၂နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီရဲ့လေရင်တွေကနထိုးကြီးမြို့နယ်နဖဲမြစ်ကျေးရွာမှာရှိတဲ့ဘုံကြီးကျောင်းပေါ်ကိုဘုံတလုံး ကျဲချသွားကြောင်းအဲ့နောက်မှာကျေးရွာအရှိတ်ဆိုက်ဖြူရေချံအတွင်းကိုလေရင်နဲ့ဖုံးတလုံးထပ်မံကျဲချသွားကြောင်းလူထိခိုက်မှုမရှိခဲ့ပေမဲ့ဖုံးကြီးကျောင်းရှိဇေရီပြိုကျပြီးဖုံးကြီးကျောင်းလည်းပျက်စီးသွားကြောင်းသိရပါတယ်မနေ့ညသကောင်ရံအချိန်မှာနထိုးကြီးမြို့နယ်နဘဲမြစ်ကျေးရွာရွာဦးဖုံးကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲချပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိပဲလေရင်နဲ့ဘုံလာကျဲသွားတယ်ကျဲသွားတာကဘုံနှလုံးကျဲသွားတာဘုံတလုံးကရွာဦးကျောင်းပေါ်ကျတယ် နောက်တစ်လုံးကြတော့ရွာအရှိတ်ငပြောချံပေါ်ကြတယ်လူထိခိုက်မှုတော့မရှိဘူးဇေဒီကပြိုသွားတယ်လို့ဒေတာခန့်တော်ကပြောပါတယ်ဒါပြင်အတန်းဖတ်စစ်ကောင်စီကဧပြီလ26ရက်နေ့ကလည်းစစ်လေရင်နဲ့နထိုးကြီးမြို့နယ်နဘဲမြစ်ကျေးရွာကိုဘုံကျဲချခဲ့ကြောင်းပထမအကြိမ်ဘုံကျဲမှုမှာနေအများပြားပြက်စီးခဲ့ကြောင်းလည်းသိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အသက်69နှစ်အရွယ် American Poor Robert Francis ပရိုဗော့ကိုပုတ်ရဟန်းမင်းသစ်အဖြစ်ဗာတီကန်မှာကြီးညာလိုက်ပါပြီ။သူဟာမြောက်အမေရိကတိုက်ကနေပထမဆုံးဖြစ်လာတဲ့ပုတ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ပုတ်ရဟန်းမင်းကြီးအသစ်အဖြစ်ဆက်လေရောက်မြောက်လီယိုဆိုတဲ့အမည်ခံယူမှာဖြစ်ပါတယ်။သူကိုကာဒီနယ်ယဟန်းအမတ်အဖြစ်2023ခုကပုတ်ဖရန်စစ်ကခန့်အပ်ခဲ့တာဖြစ်ပါတယ်။သူဟာပီရူးနိုင်ငံသားခံယူထားသူလည်းဖြစ်ပါတယ်ရှင်။ ဒီကနေ့မွန်တက်ဆန်းနိုင်ချင်းတီနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြတမ်းပါချမ်းသာပြီးဆရာနိုင်ရှင်စနစ်ဆိုးလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်